င်္ဂလာပါနေ့ကျွန်တော်ရောက်နေတဲ့ဆိုင်ကြီးရပါတော့နာစီရမ်အညက်ပါတော့ဒီအပရိမရှိတဲ့ဒီဖူကနာမှာပဲပါတော့ရှိတဲ့ဆိုင်ဆိုင်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်အခုဒီမှာမှာလာတော့သူရဲ့ဒီနာစီလမားပါတော့ဒီကနာစီလမားရန်တန်ပါတော့ရုပ်ဆောင်မှာလာဖြစ်ပါတယ်ဆိုတော့ဒီမှာပါဒီရဲ့ဝင်းနေပစ္စည်းရတော့ဒီမှာစက်သား တကားဟင်းပါမယ်ပြီးတော့ဒီမှာဆမ်ပါပေါ့နော်ဒီဆမ်ပါဆိုတာတို့ရဲ့ဒီမလေးရှားမြေပီးအပိချက်ပေါ့နော်ပြီးတော့ဒေးဥပေါ့နော်ဒေးဥပါတယ်ပြီးတော့ဒီမှာပါတီအာပါမဖြစ်ပြီပဲဆန်ပြီးတော့ဒါအနည်းဆုံး6ပေါ့နော်ဆိုတော့ဒါမလေးဆန်းစာဒါမလေးတွေရဲ့ဒီ traditional စားတောက်တစ်ခုဖြစ်ပါတယ်ဆိုတော့အားတော့ကျွန်တော်ဒီမှာဇွန်နဲ့ခရီးနဲ့စားမလို့ပဲပေါ့ဒါပေမဲ့အခုကျွန်တော်လက်စေးပြီးတော့ဆွဲပါမယ်ကဲဆွဲပါမယ် သူ့ရဲ့ sample ရဲ့ရတာဘယ်လိုလဲဆိုတော့မြုပ်ပြီးအဆက်ရတာအောင်ပါနဲ့ချူချူလေးပေါ့နော်ချက်တုံချူချက်ပနီနဲ့အဲ့လိုမချက်ထားတဲ့ပုံစံမျိုးပေါ့နော်ဆိုဆွဲကြည့်ပါမယ်ဒီချက်သားတော့သူအုံးလို့အုံးလို့ရတာဒီပါတယ်ပေါ့နော် ဒီဘဲဥကတော့တချို့ဆိုင်တွေမှာဆိုသူကဘဲဥအငံပေးရပါတော့ဒီမှာတော့ရိုးရိုးဘဲဥပါပဲဒီမလေးစားတောက်တွေအရေကျွန်တော်မြန်မာစားတောက်တွေနဲ့ဆင်တော့ဆင်တယ်ပေါ့ဒါပေမဲ့သူရဲ့ဟိုအင်းအနစ်တွေအများတော့ပြ Watery ဖြစ်တယ်ပေါ့နော်နည်းနည်းအေးများတယ်ပြီးတော့ အုံလို့ထည့်ရပါတော့အုံလို့တော်တော်များများမှာအုံးရှယ်ပဲစံပါလေးလည်းမိုက် 没年哪子都看啥嘞？ ွားပါပြီအားလုံးကောင်းပါရဲ့ပြရတဲ့ပတ်သက်နဲ့စားရရလာနေတော့ဒီ channel တို့ခံစားရပါမယ်ဆိုတော့ဒီ video အကြောင်းကြီးကြည့်ရတဲ့ကျေးဇူးတင်ပါတယ်နောက်တော့မှပြန်ကြည့်ကြပါစီး